ုမေရှာဝင်ပြပါဘုံဘုံဗျာဘုံဘုံအမြဝေတဲ့အခါငကားနဲ့ဝိဇ္ဇာကိုတော့ဘုံဘုံအမေပြည်မှာနားလဲရလို့သိရပါတယ်ဗျာအလုံးကုန်မှန်ရက်ခအစောကြီးတမတိဆိုတာဘလို့မျိုးပါလဲဗျာဘာဘယ်မှာဘာတွေလုပ်သွားတယ်လဲသိချင်ပါတယ်ဗျာအာသလုံးမမရတော့မှပါလေဘုံဘုံချမ်းပါပါစေဗျာဟုတ်ပြီနော်၎င်းကလုံးဘုံမရက်ကသာတော်များတော့ကြတယ်နော်ဘုံဘုံတို့အမြဝေတဲ့ကလည်းထည့်ပြီးတဲ့ရှေ့စာတော်ဖျားကြီးတွေ အမြဝေတဲ့ခါမှာလည်းတုံးတာနော်နဂါကလုံးဂုံမဲ့ရက်ကဝိဇာစောကြီးတပတိဆိုပြောလေဘုန်းတော်နဂါဆိုတော့အလုံးတည်ရတဲ့မွေမျိုးနွယ်ပဲဒါပေမဲ့မွေတဲ့အစင်မြင့်တော့အဲ့ဒီနဂါမှာတော့မနတ်နဂါလေးဆိုရင်နတ်တွေလူမျိုးပဲကောင်းမကောင်းချမ်းသာတွေခံစားရတယ်လူအောင်ဖန်ဆင်းနေတယ်အစင်နေတဲ့နဂါတွေကအစင်နေတဲ့နဂါတွေကကြတော့မွေတဲ့တော့အစင်မြင့်တယ်ဒါပေမဲ့တို့ကလူအောင်မဖန်ဆင်းနိုင်ဘူးတို့တို့မှအစိတ်တော့ပြင်းတယ် ငွေထဲတော့အစင်မြင့်တယ်အဲ့ဒါအစင်မြင့်တဲ့ငကားတွေကတော့လုံအောင်ဖန်ဆင်းနိုင်တယ်အဲ့ဒါအစင်မြင့်တဲ့ငကားတွေကတော့အလိုနဲ့တည်းလူမျိုးကောင်းမကောင်းလေးခံစားနိုင်တယ်နော်ဘုလိုဒီအပေါ်တောင်းတင်တာတို့ဘုလိုစတုမာရီနဲ့ပြီမအောင်ဘုလိုကြားမင်းကအဲ့ဒီငကားတွေကိုငကားမင်းတွေကိုအဆောင်အနေနဲ့စစ်တူကြီးအနေနဲ့စစ်တိုက်တဲ့ကောင်မှအတုံးပြီးခေါ်ပြီးခိုင်းတာလည်းရှိနော်ဒါတော့နဲ့ငကားအလွယ်ပြောရင်ဘုလိုဒီ audition ပါမှာပါတဲ့ဟိုဟာနာတော့မနာငကားမင်းလို့ဆိုရင်ကြည်လေသူဆိုရင် နဲ့နှခါတောင်းတဲ့နှခါမို့မြို့မတော်ကြီးပတ်ထားတယ်လမ်းပိတ်ထားတယ်ဆိုတာလေတအားတကူကြီးရဲ့နှခါတွေပေါ့နော်ဒါပေမဲ့ဘုန်းတော်အိန္ဒိယမှာကျတော့နှခါဆိုရင်အိန္ဒိယမှာကငွေကြီးကိုခေါ်တယ်ငွေအကြီးကြီးတောင်းတဲ့ကြီးရောက်ဝင်ဆိုသူကငါကလို့ခေါ်တယ်အဲအဲဒီငါကတော့ငွေကြီးရေယုံငွေလည်းကြီးတာငါကဒါတော့အိန္ဒိယဝေါ်ဟာရပေါ့လေဒါပေမဲ့အဲ့ဒါကိုတချို့ဆရာတော်ကြီးတွေကငွေကြီးတိုင်းနှခါလို့ပြောကြအဲ့ဒါဆိုရှောသွားမှာမဟုတ်ဘူးနော်ဆက်တော့ဆက်ဆက်နဲ့ဆင်တော့ဆင်နဲ့မတူဘူးပေါ့ ဒါပေမဲ့ငကားတွေရဲ့ပါဝါအဆင့်တွေကတော့အများကြီးရှိတယ်။ဝင်းနဲ့တော့ဆင်တယ်နော်။အဲဘုန်းတော်မြတ်ပါကြီးမှာပူနေတဲ့ငကားတွေကတော့အဲ့ဟာဘုန်းတော်ငကက်လေးတွေပေါ့နော်။ဒါငကက်တုတွေနော်။အဲ့တော့ဒီမှာပူနေတာတွေကတော့ကဲထားတော့တကယ်အဆင့်မှန်တော့ရှိပါတယ်ရှားပါတယ်နော်။ကဲအဲ့တော့ဘုန်းတော်ငကားပြီးတော့ဒါဂလုံးနော်။ငကားဂလုံးဂုံမှန်ရက်ကအဲ့ဒီမှာဘုန်းတော်ဂလုံးတွေကကြတော့ဒါသူကလည်းရိုးရိုး ဘုန်းတို့ငှက်တွေကျမှဟိုငကားကြတော့မွေတွေတဲ့အဆင်မြင်တာဒီဟိုတော့ဂလုံးကြတော့လည်းငှက်တွေတဲ့အဆင်မြင်တာနော်အဆင်မြင်တယ်ဒါဒါပုံကိုလေးပေါ့ငှက်တွေတဲ့ပါဝါကြီးတော့အဲဒါဒီလိုပုံကိုလေးတို့မှာကမတ်စီတီဆိုတာတို့အတိတ်ကပြုခဲ့တဲ့ကုတ္တကံတွေကြောင့်တို့အဟိတရစ်ဆင်ဖြစ်ရပြီမဲ့ပါဝါရှိတယ်ပါဝါကြီးရဲ့ဘယ်လိုဂလုံးဖြစ်တယ်နော်အဲရငကားဂလုံးပြီးတော့ဂုံးမဲ့ ဂုံမန်ကြတော့လေဘုန်းတော်အရာဘုရားဂလုံးရက်တွေတဲ့အစ်စ်မြင့်ပါလေပြဂလုံးရက်တွေကိုဦးစီးဦးစီးတဲ့ဒီအုတ်ချုပ်တဲ့ပုဂ္ဂိုလ်ပေါ့ဒါအောင်ဘုန်းတော်ဗုဒ္ဓသာပေတွေမှာတချို့ဗုဒ္ဓသာပေတွေမှာကြတော့ဒီဟာဂုံမန်ကိုအဲ့လိုမျိုးဘုရားဂလုံးရက်ပုံစံနဲ့ဖန်တီးတာရှိတယ်တချို့ဘုန်းတော်ရှေးဗုဒ္ဓသာပေတွေမှာပေါ့နော်ဒါဂလုံးလေးထက်အစ်စ်မြင့်တဲ့ဂလုံးကြီးရဲ့အခြေမူခေါင်းဆောင်ပေါ့ပါဝါပူကြီးရဲ့အာနတ်နတ်အငွေတွေဖြစ်တဲ့နတ်စုတူကြီးတို့မျိုးပဲ အဲ့တော့ကြားမျိုးစစ်တိုက်တဲ့ကောင်ကဒီနှမင်းတွေကိုခေါ်ပြီးတော့စစ်တိုက်ခိုင်းတာလည်းရှိတယ်နော်။အဲကြတော့လူပြည်မှာစစ်မှုမထမ်းရပဲနဲ့နှက်ပြည်အောင်မှာစစ်မှုထမ်းလို့မသားလည်းတည်တည်ထားပါမယ်နော်။အဲအခုတော့တာဝန်ဒေသနှက်ပြည်သူများနှက်ပြည်ဆိုတဲ့နှက်ပြည်ရောအဲဒီတာဝန်ဒေသနှက်ပြည်အစ်စ်အမြဲတိုက်ရတာလည်းရှိတယ်နော်။ဒီဒါဒီဟုတ်ကြားမင်းနဲ့အတူတာစစ်ပွဲဆိုတာကြားလို့ရမှာနော်။တကြားမင်းအတူတာစစ်နော်။အဲဒီအတူတာမင်းကြီးရဲ့ နတ်မင်းကြီးရဲ့တမီးကိုဒီလိုတရားမရယူထားတာပြောရရင်တို့နော်ရောက်ခမနဲ့တမက်စစ်ပွဲနော်အဲ့ဒါအမြဲတမ်းဖြစ်နေတရားမရသူလားစစ်ပွဲဆိုတာဒီလိုမျိုးကြီးစစ်တိုက်တဲ့အခါမှာဒါပေမဲ့နတ်တွေအခြေခြေစစ်တိုက်တဲ့အခါမှာဘောပေါ့ဒီဒီအတူရာနတ်တွေနဲ့အဲ့တော့တာဝေနာနဲ့ဒီအဲ့တော့ကြားမင်းဘွယ်လိုစစ်တိုက်တဲ့အခါမှာနဲ့ချင်းချင်းကြတော့လို့တက်လို့မရအောင်တေအောင်တက်လို့မရအောင်စစ်တိုက်တဲ့အခါသူလည်းပါပါရှိကိုလည်းပါပါရှိနဲ့တွေချင်းချင်းတည်တယ်ဆိုတာမရှိဘူး ဒါပေမဲ့နတ်တွေကဘယ်ဘယ်လိုမျိုးပုံစံစေတည်တတ်လဲဆိုတော့စုတရားလဲဆိုတော့ဒေါသတွေအရင်ကြီးရဲ့ခါသူတို့သူတို့ဒေါသနဲ့သူတို့တည်အပေါ်တို့လူတွေထဲမှာတော့ကြီးပြီးဒေါသတွေအရင်ကြီးလာနှလုံးခုန်နေများနော်တို့ချိုးစိတ်အရမ်းတူပြီးတော့အဲနှလုံးရောဂါရှိတဲ့သူတွေဆိုရင်ပြီးတော့စိတ်ဒေါသစိတ်ကြီးတဲ့သူတွေကကြာရင်ကြာရင်ဘုရားနှလုံးရောဂါဖြစ်လာတယ်အဆွဲလန်းကြီးတဲ့သူတွေဒေါသကြီးတဲ့သူတွေအဲ့ဒီနှလုံးရောဂါအနေထပ်ပြီးတော့ဒီချက်ပုံပြီးတော့ကြီးလာရတာတည်ရော နော်ပြီးတော့တချို့တွေပြောတော့ဒါနှလုံးဟိုပါပေါ့ဒီဒါနှလုံးတွေပူလာဒေါသရေထွက်လေရင်ဝန်းလာကြရဲဆိုပြောတယ်ရင်မက်ကြီးကွဲသွားတော့ဘာအဲဒီနှလုံးကြီးခိုင်သွားတော့ပြောရပေါ့နော်ဒါဆိုတော့အဲဒေါသလူတွေထဲမှာတော့မဒေါသအရင်ကြီးတည်ရတဲ့သူတွေရှိတယ်။နှစ်တည်းခန္ဓာကိုယ်အကြောတော့နှူးညံ့တိမ်မွေ့နှစ်တည်းခန္ဓာကိုယ်ကတာမန်ထပ်ပို့ပြီးတော့နှူးညံ့တိမ်မွေ့နှူးညံ့တိမ်မွေ့ရတဲ့အခါကျတော့ဒီဒေါသရဲ့တံခံနိုင်ဘူး ဒေါသအရန်ထွက်လာရင်တေးရောပြီးတော့ငနာလုံးတို့စိတ်အရန်ကြီးလာရင်တေးရောနဲ့ဒီအလိုရှိရဲ့အစစ်တိုက်တဲ့ခါမှာဒေါသရဲ့အရန်ကြီးနေနှက်ကတေးရောစစ်တိုက်လို့တေးတာမဟုတ်ဘူးနော်တို့ဒေါသနဲ့တို့ရှင်နေတာဒေါသကြောင့်တို့တေးတာအလိုရှိတယ်အလိုပေါ့နော်အာဆိုတော့သာပုံမှန်ပြောရင်လည်းပြည့်စုံအောင်ပြောရင်ပြောရင်ရှည်တော့ဟုတ်မယ်အဓိကငကားကလေးကုံမှန်ဆိုတဲ့အကြောင်းပြောပြတာနော်ရက်ခါကတော့အလိုတေးတယ်ဘလူးဘလူးတွေနော်ဘလူးတွေ ရာအဲ့ဒီဘလူးတွေဆိုပေမဲ့နှစ်ဘလူးတွေဒါလည်းဘုန်းတို့ပပေါ်အမြဝတဲ့ကတုံးတယ်ဘုန်းတို့ဒီဟိမဝန္တာတောင်တန်းပေါ့မြန်မာပြောတဲ့ဟိမဝန္တာပေါ့နော်ဘုန်းတို့ဒီအင်တာနက်ရှင်နယ်မှာကြောက်တာဟိမလယလို့ခေါ်တယ်နော်ဟိမလယအတိတ်ပဲစီးနေတယ်အများဖုံးနေတယ်တောင်တန်းလေးသူရဲ့အတိတ်ပဲနော်သူရဲ့အတိတ်ပဲမြန်မာလိုဆိုရင်စီးနေတယ်အများဖုံးလန်းနေတော့တောင်တန်းများအဲ့တော့ဟိမလယ ဘုရားမြမာတွေကတော့ဒါဟိမဝန္တာဆိုပြီးတောင်းတယ်ဟိမဝန္တာတော့ဆိုတော့ဘုရားလောင်းနဲ့အရိယသူတော်စင်းနဲ့သူတော်ကောင်းတွေတောတောင်းတွေတောထွက်ကြအရှိသူတော်ကောင်းတွေတောထွက်တဲ့နေရာသူတို့ကတကယ်တကပအမြင့်ဆုံးတောင်းတန်းတယ်အဲဒီမှာဘုရားတို့လည်းတရားခဲ့ဘူးပါနော်။နောက်အကြောင်းညွှန်ရဲ့လည်းတရားတော်ထုတ်ဖို့ရှိပါတယ် အဲ့ဒီဟိမဝန္တာတောင်ထဲမှာဘုန်းတော်ကအနောတရေအိုင်ဆိုတာရှိရတာအနာဝတရေအိုင်လို့လည်းခေါ်တယ်။မဟာနန္ဒမူလန်ကူလောပစ္စေကဘုရားရှင်မြတ်တဲ့တည်င်းတော်ကရှိတယ်။အဲ့ဒီအနောတရေအိုင်မှာဘုန်းတော်မြတ်စွာဘုရားရှင်ကတောင်ထဲကနေပြီးမှာဗိဓမာတရားဟောပြီးတော့သုဖုံးကျိန်တိုင်းမှာအနောတရေအိုင်ဘေးဟာဆန္ဒကူတော်မှာသုဖုံးနဲ့ရှင်သာရိပုတ္တရာကိုရဝဆာလာလုပ်ပြီးတယ်။ရှင်သာရိပုတ္တရာကိုတောင်ထဲမှာတောင်ထဲကနေပြီးမှာဟောခဲ့တဲ့ဒီအဗိဓမာတရားတွေကိုဘုရားရှင်ကအကျဉ်းချုပ်ပြန်လည်ဟောကြားတယ်။ အဲ့တော့ဘုရားဘုရားဒီအဘိဓမ္မာတရားတွေဟောကြားတဲ့နေရာပေါ့ဟိမောင်တာဆိုတာနော်ငဏကားတွေကလုံးအများကြီးပဲအဆောင်ချောက်တွေပုံများတယ်အခုခေတ်ကတော့လူတွေလည်းတော်တော်များများတော့ရောက်နေကြပြီသူ့ပုံမှန်အနောက်တက်ရေတိုင်းကိုလက်တရားဖုံထားတဲ့အတွက်တာမန်လူတွေမရှာနိုင်ဘူးတာမန်လူတွေတော့တမရှာပင်နိုင်ဘူးဘုရားတို့ဒီဘောရောက်တော့အဲ့ဒီဟိမောင်တာတော်လေလာတော့အဲ့ဒီကဒီဘောကဒီဘောကတခါကြီးဒါမစ္စတာဒီယာပေါ့ဘုန်းကြီးလူတွေလူပြန်တော့တခါကြီးက အဖိုးကတကယ်ဒီဒီဒီအနောဒရံအနောဒရံကအရင်စိတ်ဝင်စားတယ်လို့ပြောတော့အားလေသူကိုယ်ကမှရှာတာတွေ့ပြီးလိုက်ပို့ပေးမယ်တဲ့ဟာဆိုအားမဟုတ်ဘူးလို့အဲအနောဒရံရဲ့စိတ်ကတောင်းပန်သူတွေရှာလို့မရအောင်မင်းတို့တတ်တတ်နာမည်ပေးရတာပဲရှိလိမ့်မယ်အနောဒရံဆိုတာနဲ့ဒီငကားကြီးတကယ်ပုံကိုယ်လေးဒါပုံကိုယ်သူကြီးနေတဲ့နေအဖြစ်တဲ့တောင်းမဲ့လူသားတွေတော့ရောက်ခွင့်မရှိဘူးဒိညာမီတို့ရဲ့အစနော်ဒိညာမီတို့ရဲ့အစ ဒီကရှင်မုံနာစာရမြကြီးဒီအဲဟိမဝန္တာတောင်တန်းဒီမှာဘုလိုတာရာကိရိနမေဟိမဝတာနမေဆိုပြီးဘုရားအမြောက်ဝေတဲ့ကဒီတယ်ဒါဆိုဘုရားလူတွေနဲ့တည်းပဲပြောရရင်ကနတ်ဘလူးပဲနတ်တော်နဲ့ပဲနတ်ဘလူးပဲနော်နတ်ဘလူးတွေဒါပေမဲ့နတ်ဘလူးဆိုပြီးကြမ်းတမ်းတဲ့နတ်မုံနတ်ကောင်ကောင်းတဲ့နတ်ဘလူးနော်ကောင်းတဲ့နတ်ဘလူးဒီလိုမျိုးတွေရှိတယ်အဲကြောင့်ရက်ခအမျိုးအနွယ်တွေပေါ့ဗျပြထားတော့ ဒါပေမဲ့ရက်ကဆိုတော့တချို့ net blue တွေကြောင့်လဲဆိုးတဲ့ net blue တွေလည်းရှိတယ်လေနော်ဆိုးတဲ့ net blue ဒါကတော့ကောင်းတဲ့ net blue နဲ့စစ်သူကြီးတွေပေါ့။အရာနဂါးကလုံးဂုံမှန်ရက်ကဟုတ်ပြီနော်အမ်ပြီးပါပြီးတော့ဝိဇာဒါဝိဇာတော့ဘောရင်ဟောတယ်ပြီးလာပဲနော်တကယ်ဝိဇာစိတ်ကတော့ဘယ်တော့ဒီအရိယာဝိဇာတော့ဝိဇာအစစ်ပေါ့အာဘာလဲဆိုတော့ဝိဇာတော့မဝိဇာရှင်းပါသရဏတရား35ပါးနဲ့ပြည့်စုံမှုတော့မြတ်စွာဘုရားဘုန်းတို့ ဒါယန္နာယန္နာရှင်မြတ်တွေကြတော့ပြီးတော့တချို့ကကြတော့ယန္နာဖြစ်တယ်ဆိုတာနဲ့ပဲတို့တချို့တချို့ယန္နာရှင်မြတ်တွေကြတော့ဒေဝသကုရတယ်တချို့ကအဓိကတော့အတဝခိယဉာဏ်ရတယ်ကိုပုတိအားဆိုတာလေဒီကတော့မှရတုံးကြတယ်နော်ပုတိအားဒါလည်းလေပုတိအားပုဆိုတာကပုပ်ပေနိဝါဒနုတတိဉာဏ်ပုဆိုတာကဘယ်လိုပေါ့လဲပုပ်ပေနိဝါဒနုတတိဉာဏ်လိုက်ပြောနော်အွန်လိုင်းယောဂီတွေလည်းလည်းပြောတရားနာနေတဲ့တရားနာပြတဲ့တွေလည်းလည်း ုဆိုတာကပုပ်ဝင်နေဝါဒနုတ္တိညဘာညာနော်အရှိရှိဘွားတွေကိုပြန်မှတ်မိတာအတိတ်ဘွားတွေကိုပြန်မှတ်မိတဲ့ညံကိုပြောတာနော်ဘယ်လိုမျိုးတဘွားနှစ်ဘွားလောက်မှတ်မိတဲ့ညံပေါ့အဲ့ဒါဆိုတော့စာသီတရညံလို့ခေါ်တယ်လူဝင်သားတွေတချို့မှတ်မိတာရှိတယ်လေအခုပုပ်ဝင်နေပါတော့နုဒတိညံကကျတော့အဲ့ဒါတည်းအစင်ညံသွားလို့သူတို့ပါရမီစဖြည့်စင်အချိန်ကြီးမှတ်မိတယ်ဥပမာရှင်အာနန္ဒာဆိုရင်ဒါကဘာတသိန်းပါမီဖြည့်ရတယ်ဆိုသူရဲ့ဘွားပေါ့အတိတ်ဒီကဘာတသိန်းကြီးမှတ်မိတယ် ရှင်သာရိပုတ္တရာတို့ရှင်မဟာမောဂ္ဂလန်တို့ကြတော့မာဒီအကတောကကြီးဖြစ်နေတဲ့အတွက်တိတိချင်းနဲ့ကဘာတသိပါမီဖြစ်ရတဲ့အတွက်တိတိချင်းနဲ့ကဘာတသိကြီးမှတ်မိဒီလိုမျိုးသူတို့ပါမီစဖြစ်တဲ့အချိန်ကြီးမှတ်မိတာပုံပြင်ဒီဝါဒနုတ္တိညာကိုပြောတယ်ဘယ်လိုလဲပကတိတာဝကကြီးကတော့သူတို့ပါမီစဖြစ်တဲ့အချိန်ကြီးပေါ့ဒါဘုံဘုံကဘုံဘုံမေးပြတယ်မှာတာမန်လင်းမဟုတ်ဘူးเนาะမှတ်ကြရတယ်အများကြီးပဲရသလောက်တိုင်းမှတ်နော်အွန်လိုင်းယောဂီတွေရောနော်ဘဘနော်ဟောပြည့်စုံအောင်လေလူတို့ရှင်းနေပြည့်စုံအောင်ဘဘပြောနေတာ ဆက်ဆက်နေလို့နော်နောက်ထပ်မေးစရာမလိုအောင်မိကုန်းတစ်ခုစီအဲ့မိကုန်းနဲ့ဆက်ဆက်တာတွေပါပုံပေါ်ဖြေသွားတာပြီဟုတ်ပြီအဲဆိုတော့ဒီလိုမျိုးဝိဇ္ဇာကြီးဒီပုံကိုယ်ကြီးဘောတော့တကယ်ရမ်းနာရှင်မြတ်ကြီးကြတော့ဒါမှဝိဇ္ဇာစီတကယ်တော့ဒါမှလေလူရဝိဇ္ဇာဆိုဘိုးဘောင်တော့ဘူးမင်းအောင်တော့ပြင်းနေတယ်အဲ့အရာကလောကီဝိဇ္ဇာကိုအနားလည်အောင်ပြောရင်လောကုတ္တရာဝိဇ္ဇာမှာဝိဇ္ဇာစီဒီဝိဇ္ဇာဉာဏ်တွေကိုရထားတဲ့ပုဂ္ဂိုလ်မှာနော်ဒီအတဝက်ခရညာကြတော့ငါပုဆိုရင်ငါပုဝင်ဒီဘာနာနောတိတိညာဒီဆိုတာကဒိဗ္ဗစကုညာ ။အဲအနောက်မျက်စိအလွယ်ပြောရင်အဝေးရအရာတွေကိုမြင်ရတယ်နော်အကျဉ်းကြီး။အာဆိုတာအတဝေါတရားတွေကိုပယ်တတ်နိုင်တာ။တဏှာရှိစေတဲ့အတဝေါကိလေသာတွေကိုပယ်တတ်နိုင်ပြီးတော့နိဗ္ဗာန်မျက်မှောက်ပြုသွားတာအာလို့ခေါ်တယ်။ဘုဒ္ဓီအာ။ဟုတ်ပြီနော်။ကဲထား။ဒီဝိဇာတုံးမှာတို့ချို့ဟာတချို့ရဟန္တာရှင်မြတ်တွေဝိဇာတုံးမှာလုံးရတယ်တချို့ကနှစ်ပါးစပြီးတချို့ကတစ်ပါးအတဝက်ခဲ့တဲ့တစ်ခုလည်းနဲ့နိဗ္ဗာန်မြတ်မပြုတဲ့ရဟန္တာတွေလည်းရှိတယ် ဒါမှဝိဇ္ဇာစစ်သူ့ပေမဲ့လောကီဝိဇ္ဇာဆိုတာကလောကီတာဝိဇ္ဇာဆိုတာကဘုရားအတိဉာဏ်ပညာတဘောဟိုကမဉာဏ်ပညာအခုကတော့လောကီဉာဏ်လောကီဉာဏ်တွေထဲမှာမြေရှင်မောပြန်အစွမ်းတွေရတယ်အတ္တတွေကိုဘလို့ကုတ္တတန်းလူတ္တန်းတွေရှေ့အောင်နေနိုင်တယ်စသည်ဖြင့်တချို့လဲစေဝိဇ္ဇာစေအစွမ်းနဲ့တချို့လဲဒါပဓာဝိဇ္ဇာတချို့လဲဂါရမန္တန်ဝိဇ္ဇာတချို့ကကြတော့လေအဲ့လိုအင်းဝိဇ္ဇာနော်စသည်ဖြင့်ဒီဝိဇ္ဇာတို့ရဲ့ ထူးချွန်တာပေါ့ဒီဒီ logic အတတ်ပညာတွေထူးချွန်ပြီးတော့တို့ရဲ့အတတ်ကိုရှေ့အောင်လုပ်လို့ရဒီဝိသပညာရဲ့ယနေ့သိပ္ပံပညာလည်းတော့အသိမြင်သေးတယ်နော်ယနေ့သိပ္ပံပညာရှင်တွေကအတတ်200ပြည့်အောင်မနေနိုင်ဘူးအတတ်3500ပြည့်အောင်မနေနိုင်ဘူးဒီ logic ဝိသေတူရဲ့တချို့အတတ်1000နဲ့ချီတောင်းနေချင်နေလို့ရတို့ရဲ့အစွမ်းနဲ့နော်တို့ရဲ့အစွမ်းတွေဒါဘုရားယနေ့သိပ္ပံပညာရှင်တွေစေပညာရှင်တွေသိလာတယ်နော် logic ရဲ့ပညာရည်ဆိုရှိတယ်ဒါတော့ဒါဝိသာရီပေါ့ ဒီဝိဇ္ဇာတွေကြာတော့ဘုန်းတော်ဘုဘွားတော့ဘုမင်းကောင်တော့ရက်ကဲစင်တော်ဆရာတော်တို့နော်စာတူတီဆရာတော်တွေဟိုဘုန်းတော်ပကံခေကလည်းရှင်အစ္စဂေါနာတို့စာတူတီသားစေတာဝိဇ္ဇာထွက်ပေါ်ပုဂ္ဂိုလ်အတေတွက်ရှင်တွက်ရှိတယ်ဒါဘုဘွားရင်ဟောတာပြတာရှိတာဒါမပြောတော့ဒါဝိဇ္ဇာစောကြည်ပြန်ဟာပြီနော်ငကားကလေးကောင်မရက်ခါပြီးတော့ဝိဇ္ဇာပြီးတော့စောကြည်စောကြည်ရကြတော့ဘုန်းတော်စာပေမှာတော့ယောဂီရာနေ ဇော်ဂီဇော်ဂီကနေဇော်ဂီဖြစ်လာတယ်ဆိုပြီးတော့ဒီမြန်မာစာအသုံးတော့မှာတော့ဒီလိုမျိုးရေးသားရတာဘယ်လိုလေ့လာဖို့လဲပေါ့နော်အာအဓိကတော့အခုခေတ်အခုခေတ်နဲ့နားလည်အောင်ပြောရရင်တော့ဇော်ဂီဆိုတာကယောဂကျင့်စဉ်တွေအခုခေတ်ဆိုယောဂကျင့်စဉ်တွေဘုနောတာကဘာနဲ့အဝိုင်းကျင့်ကြတယ်ယောဂကျင့်စဉ်တွေအထက်မှာအမြင့်ဆုံးအဆင့်တွေပေါက်ရောက်ထားတဲ့ပုဂ္ဂိုလ်တွေဒီလိုပြောလို့ရတယ်ခေတ်မြင်တဲ့ခိရှုတော်ကိုပုံပုံနားလည်အောင်ဖြေပြီးယောဂကျင့်စဉ်တွေအထက်မှာအမြင့်ဆုံးအဆင့်တွေပေါက်ရောက်ထားတယ် တော့သူတို့ဆွမ်းဆွမ်းတယ်ဘုန်းတော်မြန်မာတွေမှာတော့ဆိုကြည့်ဆိုရင်အနေရောင်လေးဝတ်နော်ပြီးတော့တောင်ဝေးလေးကာကာနဲ့နော်အဲ့လိုပေါ့အဲ့တောင်ဝေးကတော့ဒါဟိုဟိုဒါမြန်မာမှုပြုလိုက်တာပေါ့ဆိုကြည့်ဆိုရင်ဒါသူကတော့သူ့ရဲ့တောင်ဝေးကစေးချိတ်တယ်ဆိုပြီးတော့နိအဲဇောကကနေဒီဆိုပြီးကာတာကာတာလေးကအအမှန်တော့အဲ့အားတော့မြန်မာတွေစိတ်ကူးရင်ပြီးဖန်တီးတာရှစ်ပကြီးစရာတွေရဲ့စိတ်ကူးရင်လက်ရပေါ့နော်ဇောကြည့်ဆိုတာကအဲ့ပုံစံရေလို့မဟုတ်ပါဘူး ဆိုဒီကတော့လူပါပဲလူပုံစံပါပဲလူဆိုတော့ရင်မြေတော်တောင်လိုက်ပြီးတော့ဝိဆာစင်ဘောတော့ကွဲပြားပါပဲဒါပေမဲ့သူကယောဂအကျင့်စဉ်တွေကိုစိမြင့်အမြင့်ဆုံးဆိုတဲ့အကျင့်စဉ်တွေအမြင့်ဆုံးအခက်ခဲဆုံးအနက်ဆိုင်ဆုံးတောင်မှလူတွေမအောင်မြင်မပေါ့ရောက်နိုင်တဲ့အစိမ့်မြင့်အကျင့်စဉ်တွေကိုကျင့်ထားတဲ့အခါကျတော့သူကစွန့်တယ်နော်သူတို့ရဲ့စေဝါပေါ်ဆက်မှုတွေလည်းအလိုတစ်ပေတော်တောင်တွေမကြည့်ဘူးစေဝါတွေပေါ်ဆက်နိုင်တယ်သူတို့ကအလိုတကိုးလိုအစွန့်တဲ့တည်တဲ့စိတ်တကိုးတွေရအဲ့တော့အစောကြည့်တော့ ဟုတ်ပြီနော်ဝိဇာဇောကြီးပြီးတော့တပတ်တိဘုန်းတော်ဟောတာတပတ်တိဆိုတာကတပဘုန်းတို့မင်္ဂလာတော်မှာပါတယ်ဟောတာတပောစာဗမစရိယင်စာနော်တပောတပောဆိုတာဒါဘုန်းတော်ချိုးချံချွေတာတဲ့ချင်းအဲ့အောင်တပလို့ခေါ်တယ်နော်တပချင်းချိုးချံချွေတာ အဲနားလည်အောင်ပြောရဲသူခေအမြင်နဲ့နားလည်အောင်ပြောရဲဘုနအိန္ဒိယမှာစာဓုတွေပေါ့ကချွတ်နော်လိင်္ကာနေတဲ့စာဓုတွေလည်းရှိရဲလို့မို့တကယ်ကိုဒီဟိမဝန္တာတောင်တန်းမှာဆရဏကျင့်စဉ်တွေသူတို့ရဲ့ကျင့်စဉ်တွေကိုကျင့်ပြီးရောလीတကယ်သူတို့စဉ်တွေလည်းရှိအခုကတော့လိင်္ကာနာတွေများတယ်ပေါ့အိန္ဒိယမှာလိင်္ကာလိုက်ပြီးလဲလမ်းစုံလမ်းဝါလှဲ့လဲလိုက်တောင်းရမ်းနေတဲ့ဒီလိုမျိုးရှိအဲ့လိုမဟုတ်ဘဲနဲ့တကယ်ကိုတကယ်တိလာသမိုင်းပြင်အားကောင်းကောင်းနဲ့သူတို့ရဲ့အတ္တမထကျင့်စဉ်တွေကို ကျင့်နေတဲ့စာတူးတွေရှိတယ်ဒီအာဒီဒါရေခဲပြည့်နေမှာလဲအဲတချို့လည်းလွဲတဲ့စာတူးတွေလည်းရှိတာပေါ့နော်ဘုံဘောတော့မှန်တဲ့မှန်တဲ့တော်တဲ့ကောင်းတဲ့စာတူးတွေကိုဘုံဘောယူပြီးပြောတာအဲ့လိုမျိုးပုံစံတွေအဲ့ဒါကိုဘုံတို့ဘာလို့တပတ်တီလို့ခေါ်တယ်နားလည်အောင်ပြောရင်ခုခင်မင်းနဲ့စာတူးအလုံးတော့မဟုတ်ဘူးကောင်းတဲ့ကျင့်စဉ်ကိုကျင့်နေတယ်ချိုးချင်ချေတာပြီးတော့သူရဲ့စိတ်တကူဝက်ပါဝါမြင့်ဆုံးဖြစ်အောင်ပြီးတော့တချို့တွေဇန်အသိထိရောက်နေတဲ့သူတွေရှိတယ်။ဘုန်းတို့ ဇန်ဆိုတာကဗုဒ္ဓဘာသာပဲဇန်ဖြစ်ရတာမဟုတ်ဘူးနော်ဗုဒ္ဓဘာသာမှာအခြားသောပုဂ္ဂိုလ်တွေလည်းဇန်ရအောင်အထုတ်လို့ရတယ်ဇန်ရဲ့ကျင့်စဉ်တွေအဲ့လိုမျိုးပုဂ္ဂိုလ်တွေနော်ချိုးချံချူတာပြီးတော့သူတို့ရဲ့ကျင့်စဉ်တွေစိတ်တကူကိုအောင်းမြအောင်ကျင့်တာတချို့စာသူတွေဆိုရင်ဆယ်နှစ်ဘာမှမစားဘူးလေအဟောစေအဲ့တော့ပြပြချင်းနဲ့မယုံလို့လာစမ်းတက်တာအိမ်ကြီးမှာရှိတယ်။ပို့တကောင်းကဆိုပုံနဲ့နာမည်ကြီးသွားတည်တယ်။တော့ငယ်ရ15နှစ်လောက်တော့ဆိုရင်ဒီအိမ်ကြီးကစာသူကြီးတယောက်ပါ နှစ်ပေါင်း60ဘာမှမစားဘူးလေရေတော့မတော့ဘူးလေနှစ်ပေါင်း60เนาะအဲ့တော့နိုင်ငံတကာအသိပဲပညာရှင်တွေစေပညာရှင်တွေဘလို့မှလက်ခံတော့မရောရေတော့မတော့ဘူးတော့မယုံလို့သူတို့လာကြတယ်ဒီအိန္ဒိယကိုလာပြီးသူတို့စမ်းတက်ကြတယ်သူတို့နော်ဘုံတော့ဒီအိန္ဒိယနိုင်ငံကမယံကြမ်းတမ်းတဲ့သူတွေလည်းအများများတော်တဲ့သူတွေလည်းအများများသူကရောနေတယ်အိန္ဒိယနိုင်ငံလူစင်းရဲတဲ့သူတွေလည်းတအားစင်းရဲ ချမ်းသာလုံးတဲ့သူတွေကလည်းအများကြီးပဲအသွေးခေါ်တွေအသိဉာဏ်ပြည့်ဝလုံးတဲ့သူတွေလည်းအများကြီးပဲအသိဉာဏ်မဲ့လုံးတဲ့သူတွေလည်းအများကြီးပဲအိန္ဒိယနိုင်ငံကကျင့်စဉ်မျိုးစုံရိုးရာမျိုးစုံရှင်ချင်းမှုပေါင်းစုံပေါ့ဒီကဘာမှာအဆုံဆုံးနေရပဲအိန္ဒိယဆိုတာဘောရဒါဒါအိန္ဒိယဆိုရင်သိုးသွန်းတာတွေပဲတချို့ကမြင်တတ်တယ်တော်တာကောင်းတာတွေလည်းတပုံကြီးပဲအိန္ဒိယလေအစိုးကောင်ရှုံးချွေးနေတာ ကဲထားတော့အဲ့ဒီမှာအဲ့ဒီတည်းဒီအိန္ဒိယအဲ့ဒီစောစောအဲ့စာတူးဆိုရင်သူ့ရဲ့စိတ်ကြည်စင်ကဘလောက်တောင်ပေါရောက်နေလဲနှစ်ပေါင်း60ကျော်ဘာမှမစားဘူးမယုံတော့စိတ်ပိတ်နေတဲ့စံတကြီးကတကယ်သူ့ကိုပိုက်ပြီးရောအကုန်လုံးစက်တွေတက်ပြီးရောစမ်းကြည့်စောင့်ကြည့်နေကြတယ်အဲ့တည့်ရပြီတည့်ရကုန်သွားတယ်ဒီစာတူးကသူ့ဟာစကားပြောတဲ့အခါမှာတဲ့အာသူ့ပါဇက်ကနမ်းပါဆိုလို့လူတွေရှိမှာဒီပလုတ်လေးပဲကျင်းကြတယ်ရေလုံးအောင်မတော့ဘာမှမစားဘူးပေါက်ပါလည်းမတော့ ။ညာ15ရက်ဆက်တိုက်ဆရာဝန်ကြီးစတဲ့ကအဖြေရှာများတော့နောက်ဆုံးလှည့်ပြန်သွားတယ်။ဒီလိုမျိုးတင့်စင်နေစိတ်ပါဝါခြင်းစင်ပြီးတော့တချို့သာသူတွေဆိုရင်မြင်မြုပ်တယ်နော်သူသူတို့ကတို့လေမြင်မြုပ် ပြီးနောက်70နှစ်မှာငါလာဖို့ကွာ။နောက်အနည်း90နှစ်မှာလာဖို့အဲ့လိုမှာခဲ့တယ်။မြင်မြုပ်တယ်သူတို့တကယ်အဲ့ဒီသူတို့တတ်မှတ်ထားတဲ့ရက်စသည်ဖြင့်ရောက်ပြီဆိုတဲ့ကောင်ကသူ့ဖို့ကြတယ်။သူ့ဖို့ကြတဲ့ကအဲ့ရအဲ့ဒီလူတွေကြီးကို၆ကတ်နေတာပေါ့။ အဲ့အဲ့အဲ့စာကူရအဲ့ရောသူတို့တဖြည်းဖြည်းနဲ့အနှလုံးလေးခုံ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 လာပြီးထားထိုင်တာစိတ်ပါပါကျင့်စဉ်နေညာကြီးပဲဟိမောင်းတော့ပြီးတော့ဒါဘုန်းတော်အိန္ဒိယစာသူတွေကိုပြောတယ်ဘုန်းတော်တိဘက်တွေထဲမှာလည်းတချို့တိဘက်ဘုန်းကြီးတွေကမဟာယာနတွေပေါ့တိဘက်ဆိုတာကတော့ဘုန်းတော်ထေရဝါဒဆိုတာကဘုရားဆုံးမတဲ့အညီပယ်လုံးချင်းဖြစ်ဆွခြင်းမရှိတာထေရဝါဒလို့ခေါ်တယ်မဟာယာနကျတော့နည်းနည်းဘုရားဟောတယ်ဘုရားမဟောတာတွေကိုရောထွေးနေတာပုံငယ်ငယ်ကဒီကတော့ ဲ့လိုတာတာမမီတွေကြီးကြတဲ့ရှောင်းရင်ဘိုးကြီးတွေလည်းမာယာနာသဘောတွေပေါ့နော်အဲ့လိုတိဘက်တွေလည်းအဲ့လိုပဲမာယာနာအဲ့ဒီမာယာနာဆိုပေမဲ့မာယာနာကြီးတဲမှာတချို့စိတ်ကျင့်စဉ်စိတ်တကူကိုချိုးချန့်ချစ်တာဆိုတာကျင့်ရင်းနဲ့အလိုမျိုးတကယ်တော့တောင်းနေမှာပေါ့လျော်သွားတဲ့သူတွေရှိတယ်။ဒါဒီဒီပုဂ္ဂိုလ်ကိုတပတ်တည်လို့ခေါ်တယ်။နော်။ဒါကိဒါတွေကိုပယ်ရှားတဲ့ပုဂ္ဂိုလ်တွေအဲ့လိုဘုန်းတော်တချို့ရဟန်းတော်တွေလည်းဥပမာတချို့ဘုန်းကြီးတွေဆိုရင် ချိုးချန့်ချစ်တာပြီးကျင့်နေဆိုရင်ဒါ ကောင်းတဲ့ဒါတပကြည့်ဝင်ကျင့်တယ်ချိုးချံကျင့်သားတယ်ဒါပစ္စည်းဝတ္ထုတွေပေါ်မှာတာယာတတ်မဲ့တဲ့စိတ်ဖြော့ပါစေတယ်စကြည့်ကြည့်ဒါဆိုရင်တပကြည့်လို့ခေါ်တယ်အထူးသဖြင့်ချိုးချံကျင့်သားတဲ့အကြည့်ဝင်ကျင့်နေတဲ့သူတွေတောင်တန်ထက်ထူးထူးကဲကဲကျင့်ပြီးပောက်ရောက်တဲ့သူတွေကိုဘယ်လိုဘယ်လိုဟောတပတိလို့ခေါ်မောရမောသားရဲ့ပေါ်ပြရတာတော်ပြည့်တော်ပါပြီနော်ငကားကလုံးကုံမှန်ရက်ခဝိဇ္ဇာစောကြည့်တပတ်တိပေါ်ပြီနော်ရှင်းပြီနော်အကယ်၍ဒါမရှင်းရင်ဘုံရုံပြန်ပြီး